တရင်တိုင်းတိုင်းလောင်းလုံးမြို့ကကြံ့ဖွတ်ပါတီရုံမှာပောက်ကွဲမှုကြောင့်မီးလောင်မှုဖြစ်ပွားခဲ့ပြီးအနီးနားမှာရှိတဲ့လောင်းလုံးရက်စကန်ကစစ်သားတွေဟာလာရောက်မီးငြိမ်းပေးမှုမရှိတဲ့အတွက်တရုံလုံးပြတ်ကျသွားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့ဒီကနေ့နိုဝင်ဘာလ10ရက်နေ့မနက်9:00နာရီလောက်ကပဲလောင်းလုံးမြို့ကကြံ့ဖွတ်ပါတီရုံမှာပောက်ကွဲတံနှစ်ချက်ထွက်ပေါ်လာပြီးတဲ့နောက်မီးလောင်မှုဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုကြံ့ဖွတ်ပါတီရုံမီးလောင်နေတာကို အနီးနားမှာရှိတဲ့လောင်းလုံးရက်စကတ်မှာတက်ဆွဲထားတဲ့စစ်သားတွေကမိငိမ်ပေးမှုမရှိတဲ့အတွက်တည်ယုံလုံးပြာကျသွားတယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်။အဲ့ဒီလိုချက်ဖပါတီယုံပောက်ကွဲတဲ့နှစ်ချက်စထွက်လာကလေးကအနီးနားမှာရှိတဲ့လောင်းလုံးမျိုးမရက်စကတ်ကစစ်သားတွေဟာမသိစရာအကြောင်းမရှိသလိုမိလောင်နေတာကိုလည်းတိတိကျကျနဲ့မိငိမ်ပေးမှုမရှိပဲတည်ယုံလုံးမိလောင်ပြာကျပြီးမှအဲ့ဒီရက်စကတ်တွေကနေစစ်သားတွေဟာအလုံးရင်နဲ့ထွက်လာပြီးတော့ဓာတ်ပုံရိုက်တာတွေ့တာပြုတ်လုခဲ့ကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျ။ ရေပြမျိုးနဲ့ညင်းထွေးရွာကျောင်းသစ်ဘုံကြီးကျောင်းမှာတက်ဆွဲထားတဲ့ဆရာနာရှင်တက်ကိုတော်လိုင်းရေးတက်ဖွဲ့တက်ဖွဲ့ကဒရုန်းနဲ့ဘုံချတိုက်ခတ်ရမှာရဟန်းတစ်ပါးဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။နိုဝင်ဘာလ9ရက်နေ့ည9နာရီကျော်မှာဘုံကြီးကျောင်းဝင်းထဲကိုဒရုန်းနဲ့ဘုံသီးရှစ်လုံးတိုက်ခတ်ရမှာကျောင်းအဆောက်အုံတချို့ထိမှန်ပျက်စီးပြီးတပ်တော်90ကျော်ဝါတော်6ဝါရှိပြီဖြစ်တဲ့ရဟန်းတစ်ပါးထိခိုက်ဒဏ်ရာရသွားတယ်လို့ဒေသခံတွေကပြောပါတယ်။ ဒရုန်းပုံချတိုက်ခိုက်ခံရမှုကြောင့်ဆီယာနာရှင်တပ်ကတနက်နဲ့ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ဒဏ်ရာရထားတဲ့ယဟန်တပါးကိုတော့ဒဝဲစေးုံကြီးကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။ တနေ့တိုင်းတိုင်းလောင်းလုံးမြို့နယ်မှာကြက်ဖက်စစ်တပ်ကတရားမဝင်ရွေးကောက်ပွဲအတွက်မဲစင်းပြူစုနိုင်မှုစစ်ကြောင်းထိုးပြီးအိမ်တော်စုစီးရင်တွေလိုက်ကောက်နေတယ်လို့ဒေသခံပြည်သူတွေနဲ့စီးရီသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါရယ်။နိုဘယ်ဘာလအတွင်းကြက်ဖက်စစ်တပ်ကလောင်းလုံးမြို့နယ်ထဲမှာရှိတဲ့မောင်းမကန်ဒေသ၊ကမြော်ကင်းဒေသနဲ့လောင်းလုံးရေဖြူကြားကကြေးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်ပြီးတရားမဝင်ရွေးကောက်ပွဲအတွက်မဲစင်းပြူစုနိုင်မှုအတွက်အိမ်တော်စုစီးရင်တွေလိုက်ကောက်နေတယ်လို့သိရပါရယ်။ လက်ရှိချိန်မှာလောင်းလုံးမြို့ပေါ်နဲ့ကျေးရွာတွေမှာရှိတဲ့ပြည်သူတွေဟာစစ်ဘေးတိမ်းရှောင်နေရတာကြောင့်အကြံဖက်စစ်တပ်ကမဲစင်းမပြုစုနိုင်ပေအင်အားသုံးကစစ်ကြောင်းထိုးပြီးအိမ်အောင်စုစင်းလိုက်ကောက်ပေးနေတာလို့ဒေသတွင်းစီရင်တည်ရင်မြစ်ကပြောပါတယ်။အဲဒီလိုပဲနိုဝင်ဘာလ3ရက်နေ့ကလည်းလောင်းလုံးမြို့နယ်စကန်းကြီးရွာကိုအကြံဖက်စစ်တပ်စစ်ကြောင်းကစစ်ကြောင်းထိုးဝင်ရောက်စီးနှင်ပြီးရွာထဲကနေထွက်ပြေးတိမ်းရှောင်တာမရှိတဲ့ပြည်သူတွေကိုအကြံဖက်စစ်ကောင်စီကပြုလုပ်မဲ့ အတူရောင်ရွေးကောက်ပွဲမှာမဲထဲကြဖို့အတွက်ကိုစီယုံပြောဆိုခဲ့ပြီးတဲ့နောက်အင်အားစုစီးရင်တွေကောက်ခံသွားပါသေးရဲ့ရှင်ဒီကနေ့ရန်ကုန်ဈေးကွက်မှာခောက်ရွှေတစ်ချက်သားကို85သိန်း3000ကျပ်ဖြစ်နေပြီးဒဝယ်ဈေးကွက်မှာတော့ရန်ကုန်ဈေးကိုအခြေခံပြီးကြိုက်ရောင်းကြိုက်ဝယ်ဈေးဖြစ်နေပါတယ်။ထိုင်းဘတ်ငွေလဲနှုန်းကတော့မြန်မာငွေသက်သိန်းကို125ဘတ်ဖြစ်နေပါတယ်။